တဲ့ခင်မိနေတဲ့မြန်မာပြည်ကြီးမှာဒီအချိန်တွေသင်လေးတမို့တာစီးပူးပန်းလာတယ်လေထောင်းစင်မခွဲခွာသူအလုံးနဲ့အနည်းဆုံးမှာပါစီဗီရှောင်းပြည်သူတွေအတွက်အလူငွေတသိန်းခွဲချက်တည်းကိုပြုနှံတာဖြစ်ပါတယ်ခင်ဗျာလက်ခုပ်ကြများအချင်းချင်းအားပေးပေးတာပါခင်ဗျာစီဗီတန်ကြောင့် ဒုက္ခမျိုးစုံရောက်နေကြတဲ့ပြည်သူတွေအတွက်ကျင်းပတဲ့ဒီပွဲကို Night Music Band ကကိုမျိုးမင်းလက်နဲ့ထာဝရမောင်နှမများပရဟိတအသင်းတို့ပူးပေါင်းစီစဉ်ကြတာဖြစ်ပါတယ်။ဆိုတော့အလုံးဟာဖြစ်စနိုးစတဲ့အမှုပညာရှင်တွေလည်းပါဝင်အားဖြည့်ခဲ့ကြပါတယ်။ချိန်လေးတော့ဒီတပုံချိုး စစ်ဘေးရှောင်ပြည်သူတွေအတွက်တယောက်အားနဲ့မကူညီနိုင်တာကိုဝိုင်းဝန်းလှုံ့ဆော်ရတာလည်းဖြစ်ပါတယ်။ပွဲရရှိတဲ့ရန်ပုံငွေအားလုံးကိုဝေလူကျော်ဖောင်ဒေးရှင်းကိုလှူဒန်းသွားမှာဖြစ်ပါတယ်။ဒီပွဲလေးကကျွန်တော်စီစဉ်ပေးတယ်ဆိုတာလေကျွန်တော်ဒုက္ခရောက်နေတဲ့သူဘယ်လိုပဲဖြစ်ဖြစ်ရေးသေးပဲဖြစ်ဖြစ်စစ်သေးပဲဖြစ်ဖြစ်ကျွန်တော်ပြည်သူတယောက်နေနဲ့ကျွန်တော်အားကြီးလူကျင်တာကျွန်တော်မတတ်နိုင်တဲ့အတွက်ကျွန်တော်တယောက်တန်းအားနဲ့မဟုတ်ဘဲနဲ့ အားလုံးဝိုင်းဝန်းချင်းဝေဒီကားဆိုပြီးတော့ပံ့ပိုးပေးမယ်ဆိုဒီထက်ပိုပြီးတော့အားလုံးလူငွေတွေလည်းရမယ်ပို့နိုင်မယ်ဆိုတော့ကျွန်တော်ယုံကြည်လို့ဒီဘက်လို့ကျွန်တော်ဆွေးနွေးပြတာပါခင်ဗျာရှင်ရင်ချင်းဒီစကားဆိုတဲ့နေဝေကိုချစ်ချုံစုပြီးဘဝလေးစောင့်နေ ပွဲမှာရတဲ့အလူငွေအားလုံးပေါ့နော်ကျွန်တော်တို့ကဝေလူကျော်ဖောင်ဒေးရှင်းကိုလွှဲပြောင်းပြီးတော့လှူဒန်းမယ်ခေါင်းစဉ်ကတော့အဓိကတော့စစ်ပေးရှောင်ပြည်သူတွေအတွက်ကူညီကဲ့တင်ရမှာပေါ့နော်အဲ့ဒါအဓိကအားရပါပဲအရက်ပွဲအဖွဲ့ကြီးတွေကစစ်ပေးရှောင်ပြည်သူတွေအတွက်ရန်ပုံငွေတွေရရှိဖို့တက်နိုင်တဲ့လောက်လှူဆောင်နေတဲ့အချိန်မှာအမှုပညာရှင်တွေကလည်းသူတို့ကိုချစ်တဲ့ပေးသက်ပြည်သူအတွက်ပြန်လည်ပါဝင်ကူညီကြတာပဲဖြစ်ပါတယ်စပေးချောင်ပြည်သူတွေအတွက်ဆိုအမြဲတမ်းရှေ့ဆုံးမှာရှိနေတယ်လို့ဆိုလာသူကအဲလုံးပါပါ သူကလည်းစစ်ဘေးရှောင်ပြည်သူတွေအတွက်ကုလအပိစကားပြောဆိုခဲ့ပါတယ်ဘာလို့ပါလို့ပေါ်တော့ဒီကလာစီစီတဲ့အကွေနဲ့လည်းခင်လာတဲ့ပါတကြောင်လည်းဒါပေစပေးချပြည်သူတွေပေါ့နော်အဲဒီလိုပဲဖြစ်ရဆိုတော့အဲဒီစတာဆိုတော့အဲအရှိဆုံးနေပါလိမ့်ရှိပါတယ်လို့စပေးချပြည်သူတွေတော့ပေါ့တော့ဒီကတော့ဆက်ချက်မကြောက်ပါနဲ့ဘယ်လိုလဲလူရအောင်အမျိုးမျိုးချစ်ချစ်ဆန်ရှိကြပါလေဒါမဲ့လည်းအဲဒီကိုကျွန်တော်ကတော့အရေးကြီးပါတယ်